ငှက်ချင်ပစွန်ချင်တုတ်တွေကိုကျမကတိုက်နေတတ်ပေမဲ့ကိုယ်တိုင်မလုပ်တဲ့အခါတွေဆိုလို့ရှိရင်တော့အပြင်ကနေဝယ်စားမရဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမကဒီဘန်ကောက်မှာနေတဲ့သူတွေထိုင်းနိုင်ငံထဲမှာနေတယ်ဆိုလို့ရှိရင်အခုလို workout တုတ်လေးကိုငှက်ချင်အတိုင်းတုတ်စားမယ်ဆိုလို့ရှိရင်လည်းအတော်လေးစားလို့ကောင်းပါတယ်ရှင်ကျမကတော့7-11ကနေရခဲ့တဲ့ workout လေးတွေကို အာတိတိချာချာလေးတိတိလေးဖြစ်သွားအောင်လို့ကျမကညှစ်လိုက်တယ်ပေါ့နော်ပြီးသွားရင်တော့ကျမတို့ချက်သွန်ဤပြီးသွားတော့နန်းနန်းပင်ရဲ့ပင်စင်ရွက်လေးရဲ့ကျမတို့ငချင်တုပ်တဲ့အတိုင်းလေးပဲအဲ့အလေးကိုထည့်တယ်အရသာအနေနဲ့ဂျပန်ရသာမုံမြုပ်တီချက်မုံစီချက်အနေငယ်ထည့်ပါတယ်ဒါတွေကိုကျမတို့ထည့်ပြီးရင်တော့ငံပြားလေးနည်းနည်းလေးထည့်ပြီးတော့မှရောမွေလိုက်ပါတယ်ရောတုပ်လိုက်တယ်ပေါ့နော်အဲ့အလေးကိုကျမတို့ကတိချာလေးတုပ်ပြီးလိုက်မယ်ဆိုလို့ရှိ ရင်ငချင်အရသာလိုပဲစားလို့အရန်ကောင်းတဲ့ဝက်ခေါက်ချင်တုပ်လေးကိုတန်တန်ရှင်ရှင်လေးနဲ့စားနိုင်မှာဖြစ်ပါတယ်ရှင်။ကျွန်မကတော့ငချင်တုပ်တွေပစွန်ချင်တုပ်တွေစားချင်တဲ့အခါမှာအစားထိုးအနေနဲ့တန့်ရှင်တဲ့အခုလိုဝက်ခေါက်တုပ်လေးကိုတုပ်စားဖြစ်ပါတယ်။ကျေးဇူးပါဘိုင်ဘိုင်